ပညာတတ်ချင်းကဘဝကိုပြောင်းလဲနိုင်ပြီးတော့ချမ်းသာတူဖြစ်ပြောင်းလဲနိုင်တယ်။ဒါကြောင့်သာသမိပညာရေးမှာကြိုတင်ရင်းနှီးမြှုပ်နှံမှုလုပ်ပါ။အားလုံးမင်္ဂလာပါ။ကျွန်တော်ကြောကြောအောင်မှာ Motorbike Order Customer Service Trainer and Gorilla Marketing Coach ဖြစ်ပါတယ်။အဲ့ဒီလိုပြောလို့တချို့ကလည်း complaint တက်ကြတယ်ရှီကောင်းရှိနိုင်ပါတယ်။ဟာငါ့အဖေတုန်းကတော့ငါ့အမေတုန်းကတော့ပညာမတတ်ဘူး။လက်ရှိမှာချမ်းသာနေတယ်ဆိုပြီးတော့ပေါ့။ဒါကခစ်စနစ်နဲ့လည်းတက်ဆိုင်ပါတယ်။ဒီနေ့ခေတ်မှာတော့ပညာတတ်ခေတ် AI ခေတောင်ဖြစ်နေဖြစ်တဲ့အတွက်ပညာမတက်လို့မရတော့ပါဘူး။အရင်ခေတ်နဲ့မတူဘူးပေါ့။အရင်ခေတ်က၄တန်းအောင်ဒါမှမဟုတ်ရင်၁၀တန်းအောင်ဆိုရင်တောင်မှသူတို့ရဲ့အုံနောက်ဉဏ်ကဖွံ့ဖြိုးမှုအရန်ကောင်းတယ်။သူတို့ရဲ့ပညာရည်ချင်းကအတန်းပညာအရငယ်ပေမဲ့သူတို့ရဲ့လောက်ကိုင်းတဲ့နီးစနစ်သူတို့ရဲ့တွေးပုံခေါ်ပုံသူတို့ရဲ့ပညာရည်ပိုင်းကအရန်နဲ့အင်ဂျူကောင်းတယ်လို့ပြောရမယ်။အရန်နဲ့ထူးချွန်ကြတယ်ပေါ့။ဒီနေ့ခေတ်မှာတော့အရာရာတိုင်းကပြိုင်ဆိုင်မှုတွေအရန်များလာတယ် ကျွန်တော်တို့ဘိပတ်ဝင်ကျင်မှာကြောက်ဘူးကြတဲ့ဇာတ်လေးတွေတချို့ရှိပါလိမ့်မယ်။တသမိကိုငငယ်လေးကလေးကကျောင်းပညာရေးမှာဦးစားမပေးဘဲကျောင်းမတက်ခိုင်းမဲနဲ့တသမိကိုငငယ်လေးကလေးကခိုင်းခံရတဲ့ကလေးကကြီးတဲ့ကြီးရဲ့အများကြီးတဲ့မှာခိုင်းခံနေရတယ်ဆိုတဲ့ဇာတ်တချို့ကြောက်ဘူးကြပါလိမ့်မယ်။စုလူကျင်နာကတော့တချို့ကဗျာတသမိကိုចောင်းမထားတော့ဘူးငငယ်လေးနဲ့မူလာတန်းအရွယ်ကလေးကចောင်းနှုတ်လိုက်တယ်ចောင်းနှုတ်ပြီးတော့ဘာလုပ်လဲအပြင်မှာအလုတ်လုတ်ခိုင်းတယ်ပတ်စံရှာခိုင်းတယ် ဲ့ဒီလိုမျိုးပတ်စံရှာခိုင်းခံရတဲ့ကလေးကဝင်ဝင်ရနေ့စဉ်တူဝရနေပေမဲ့သူတို့ရဲ့အတန်းပညာသူတို့ရဲ့အရေးချင်းကအားနေတဲ့အတွက်ဒီဘက်မှာကြီးတဲ့အထိအချိန်ပြည့်သူများခိုင်းတာခံနေရတတ်ပါတယ်ဒါကြောင့်မလို့ကြည့်တဲ့ဒီကိုတာသမီကိုမပင်ပန်းခြင်းကိုတာသမီဆင်းရဲတာမမြင်ခြင်းမူဆိုရင်ကိုရဲ့တာသမီကိုပညာရေးမှာကြိုတင်ရင်းနှီးမြှုပ်နှံမှုလုပ်ပါပညာရေးကိုအားပေးပါเจ้าပညာရေးကိုများများအားပေးလေလေဒီဘက်မှာသူတို့ရဲ့အတိတ်အရွယ်ကြီးလာလေလေသူတို့ရဲ့အုံနောက်ဖွံ့ဖြိုးမှုက ပိုးပြီးမှမြန်ဆန်လာလေးလေးသူတို့ရဲ့အုံနောက်ဖွံ့ဖြိုးမှုကပိုတော်လာပြီးရင်အဆက်ဆက်ရရာ လုပ်ငန်းလုပ်တဲ့ခါမှရောသူတို့ကပိုးပြီးမှထူးကျွန်လေးလေးပါပဲအဲ့လိုမျိုးပြောတော့ကျွန်တော်လည်းကျွန်တော်ရဲ့မိဘတွေကိုပိုးပြီးမှအရန်နဲ့ကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်အဖေနဲ့အမေနှစ်ယောက်လုံးကပညာတတ်မဟုတ်ပါဘူးသူတို့က UU state ကြောင်းမူလာတန်းအလေတန်းဒီလောက်ပဲနေခဲ့ရတာပါ ရှီလူကြီးဖြစ်တဲ့အတွက်ပါရှီလူကြီးဖြစ်တဲ့အတွက်သူတို့ရဲ့အတန်းပညာကမူလာတန်းလောက်ပဲနေခဲ့ရတာပါ ဒါပေမဲ့သူတို့ကတသမိတိအားလုံးကိုပညာရေးမှာအရင်နဲ့အားပေးခဲ့တယ်ကျွန်တော်တို့ဆိုရင်မောင်နှမ6ယောက်ရှိတယ်ဗျာမောင်နှမ6ယောက်မှာပညာတတ်ပွဲရက၄ယောက်တိတိပါပါတယ်အဲ့လိုမျိုးပွဲရပညာတတ်တွေများလေးလေးပူပြီးမှသူတို့ရဲ့တွေးပုံခေါ်ပုံကလုပ်ငန်းကွန်မှာများစွာအထောက်အကူပြုလေးလေးပါပဲပြည်ပဝင်ကျင်ဂျားထဲမှာလဲပညာမတတ်တဲ့သူတွေနဲ့ရှင်ရင်ပညာတတ်တဲ့သူကပူပြီးမှတပန်းတာပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေနဲ့ကိုတသမိ3ယောက်ရှိတယ်ဆိုရင် ၃ယောက်လုံးကိုပညာရေးကိုအားပေးပါပညာရေးကိုရင်းနှီးမြှုပ်နှံတဲ့အခါမှာလက်သလုံးမှာငွေအရန်ကုန်လွန်လာကြည့်ရဲ့ဆိုပြီးရင်အဲ့ဒါမျိုးတွေထပ်မတွန်းမိပါစေနဲ့ဘာလို့လဲဆိုရင်ကျွန်တော်တို့ကပညာရေးမှာရင်းနှီးမြှုပ်နှံတာဟာအနာဂတ်အတွက်သူတို့တွေကြီးလာတဲ့အခါမပင်ပန်းမစင်းရဲအောင်တူတင်ရင်းနှီးမြှုပ်နှံမှုလုပ်တာနဲ့အတူတူပါပဲအဓိကတော့ပညာသင်တယ်ဆိုတာတွေးခေါ်မှုကိုတင်တာပဲဖြစ်ပါတယ်ပညာတတ်လေးလေးသူတို့ရဲ့တွေးခေါ်နိုင်စမ်းက ပူပြီးမှအင်ဂျူမြင့်လေးလေးပါပဲအခုလောက်ရှင်းပြတယ်ဆိုရင်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေနေနဲ့တဘောပေါက်လိုက်မယ်လို့ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ရည်ဒီမှာလဲစီးပွားရေးလုပ်ငန်းရှင်တွေနဲ့လှုပ်အားရှင်တွေအတွက်အကျိုးရှိစေမယ့်ဗီဒီယိုလေးတွေကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်